ြေစီမပရိသတ်များအားလုံးပဲမင်္ဂလာပါမေလ12ရက်နေ့ည9:00နာရီတမြေစီမပရိုင်တိုင်းမြေစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တပည့်ရင်းမှာ စာတင်ကြောင်းဘုံကျဲခံရပြီးဆယ်ဦးထက်မနည်းတေဆုံတဲ့သတင်းရခိုင်လူမျိုးကတိကပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီထုတ်ပြန်ချက်တာဝန်မဲတွေလုပ်ရဲလို့အေအေပြောတဲ့သတင်းရန်ကုန်မြို့နယ်နှစ်ခုမှာပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့အကြောင်းနဲ့ ရုရှားနဲ့အပြစ်ရဲ့ရေးဆွေးနွေးဖို့ယူကရိန်းအသင့်ရှိကြောင်းဇယ်လန်စကီးပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီပတ်ရင်းမှာစာတင်ကြောင်းဘုံကျဲခံရပြီး၁၀ဦးထပ်မံတဲ့တေဆုံးတဲ့သတင်းနဲ့စလိုက်ချင်ပါတယ် စကိုင်းတိုင်းတပရင်မြို့နယ်အိုထိန်တွင်ရှိရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကဒီကနေ့မေလ12ရက်နေ့မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဆရာဆရာမ2ဦးနဲ့ကျောင်းသူကျောင်းသား11ဦးစုစုပေါင်း73ဦးသေဆုံးပြီးဒဏ်ရာရသူ90ထံမှနေရှိတယ်လို့ဒေသခံတွေကမျိုးစိမာကိုအတည်ပြုထားကြပါဗျာ။ အိုထိန်တွင်ကြေးရွာအလဲတန်းစာတင်ကျောင်းအတွင်းမှာကျောင်းသူကျောင်းသားတွေရှိနေခြင်းဒီကနေ့မနက်9:40မိနစ်အချိန်မှာစစ်ကောင်စီက Jet Fighter နဲ့လာရောက်ပုံကျဲခဲ့တာဖြစ်ပါတယ်။စာမေးပွဲဖြစ်နေတဲ့အချိန် Jet Fighter နဲ့ခြားသွားတာကလေးတွေနဲ့ဆရာမတွေအများပြားထိခိုက်ဒေဆုံးနေလို့သိရပါတယ်။မျိုးလုံးတွေပါကျွတ်ထွက်တာတွေရော အခြေအနေတော်တော်ဆိုးတယ်လို့ဒေသခံတော်လှန်ရေးသတင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာဧပြီလ၁ရက်နေ့ကနေဒီကနေ့မေလ၁၂ရက်နေ့အထိတပင်းရင်းမြို့နယ်အတွင်းမှာလေးချောင်းတိုက်ခိုက်မှု၄ကြိမ်အထိပြုလုပ်ထားပြီးဒေသခံပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့တပင်းရင်းမြို့နယ်ညီနောင်များအဖွဲ့အစည်းကတရားဝါတယ်။ ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်းတပရင်းမြို့နယ်လက်လှုပ်တောင်ရွာကိုစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဒေသခံပြည်သူ၄ဦးသေဆုံးပြီး9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တပရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ အခုရပိုင်းတွင်စစ်ကောင်စီတပ်ဟာတပင်းမြို့နယ်တွင်မှလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနေတဲ့အတွက်လေကြောင်းအန်ရီကိုသတိပြုနေထိုင်ကြဖို့နဲ့ပုံးခိုခြင်းတွေတူးဖော်ကြဖို့ကိုလည်းဒေသအခြေစိုက်အဖွဲ့အစည်းတွေနဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားကြပါရယ်ခင်ဗျာရခိုင်လူမျိုးကတိကပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီထုတ်ပြန်ချက်ဟာတာဝန်မဲ့တဲ့လုပ်ရဲလို့အေးအေးပြောတဲ့တဲ့တွေနဲ့ဆက်ရအောင်ပါ ရန်ကုန်ဝေးတင်တက္ကသိုလ်တတဗေဒဌာနကကတိကဒဝဝင်းအောင်ဟာအာရခတတော်အေအေနဲ့ပူပေါင်းဖို့ကြိုတင်ကြံစီခဲ့တယ်ဆိုတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာသူတို့ရဲ့ဝန်ထမ်းတဦးအပေါ်တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ပြောဆိုချက်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတတော် ULAA ပြောခွင့်ရသူခိုင်သူခါကပြောလိုက်ပါတယ်တော်ဝန်ထမ်းဆောင်စေပညာရေးဝန်ထမ်းတူသူတို့ထိန်းချုပ်နေမြေကနေပျောက်ဆုံးသွားတယ်ဆိုတာသူတို့မှာပဲအဓိကတာဝန်ရှိပါတယ် အခုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာတာဝန်ယူမှုတာဝန်ခံမှုလုံးဝမရှိဘဲနဲ့လက်လွတ်စပယ်ပြောဆိုတဲ့တာဝန်မဲတဲ့လုပ်ရက်ပြောဆိုမှုပဲဖြစ်တယ်လို့ဥခိုင်တူခါကမျိုးစီမာကိုပြောပါရယ်။ပြီးခဲ့တဲ့မေလ၈ရက်နေ့ကဒဝင်းအောင်ကိုမိထီလာနယ်တနေရာမှာဖမ်းဆီးရမိခဲ့ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမေးမြန်းမှုတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့မြင်းညံခရိုင်အမှတ်လေးတက်ရင်နထိုးကြီး PDF ကထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီကတော့ကတိကဒဝင်းအောင်ဟာအေအေထင်းချုပ်နယ်မြေအတွင်းကပညာရေးဆိုင်ရာလုပ်ငန်းတွေမှာပူးပေါင်းကူညီနိုင်ဖို့အတွက်အေအေနဲ့ကြိုတင်ကြံစီဆက်သွယ်မှုတွေရယူပြီးမေလ9ရက်နေ့မှာဆက်လင်းကြီး PDF ရဲ့ချိတ်ဆက်မှုနဲ့မိထီလာမျိုးကနေဆက်လင်းကြီးမျိုးနဲ့ကြားတက်ကြီးွာကိုတွားရောက်ခဲ့တာဖြစ်တယ်လို့ဒီကနေ့မေလ12ရက်နေ့ထုတ်သတင်းစာတွေမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ယနေ့အထိအာရခတတော်ထိန်းချုပ်နေမျိုးကို ရောက်ရှိလာခြင်းမရှိကြောင်းနဲ့စုံစမ်းနေဆဲဖြစ်တယ်လို့အေအေဘက်ကပြောထားပါဗျ။အခုချိန်အထိတော့ကျွန်တော်တို့စီကိုရောက်လာတာမျိုးမရှိသေးပါဘူး။ပြီးတော့ဒီဆီယာမဟာရခိုင်လူမျိုးတယောက်ဖြစ်တယ်လို့ထုတ်ပြန်ချက်တွေမှာတွေ့တဲ့အတွက်ကျွန်တော်တို့လည်းပဲဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းနေဆဲဖြစ်ပါတယ်လို့ခိုင်သူခါကပြောပါဗျ။ ကတိကဒဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမြို့ဇာတိရခိုင်လူမျိုးတဦးဖြစ်ပြီးတက္ကသိုလ်တွေမှာနီးပြဆရာမအဖြစ်တာဝန်မထမ်းဆောင်ပြီးကာလမှာစစ်တွေမြို့ကမူလာတန်းအထက်တန်းကျောင်းတွေမှာမူလာတန်းပြအလဲတန်းပြယာသူတွေနဲ့တာဝန်ထမ်းဆောင်ခဲ့ဘူးလေလို့စစ်ကောင်စီကဖော်ပြထားပါတယ်ဒေါ်ဝင်းအောင်ကိုဖမ်းဆီးစစ်ဆေးနေကြောင်းထုတ်ပြန်ထားတဲ့နှထိုးကြီး PDF ကိုတော့မျိုးစိမကဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ ကတိကဒဝင်းအောင်ဟာစစ်ကောင်စီရန်နေရကိုလဲပတ်စေနိုင်တဲ့မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်စီမံဘဏ္ဍာဌာနမှဦးအောင်ဆန်းရဲ့ဇနီးဖြစ်ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုကိုလှုပ်ဆောင်နေတယ်လို့နထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်ခင်ဗျာစစ်ကောင်စီတပ်ကကလေးလေးဦးအပါဝင်ဂံကောနေကန်၁၁ဦးကိုနှိပ်စက်တပ်ဖြတ်ပြီး၁၀ဦးဖမ်းဆီးသွားတဲ့တဲ့တင်ကိုပြောပြပေးပါမယ် စစ်ကောင်စီစစ်ကြောင်းဟာမကွေးတိုင်းကံကောမြို့နယ်လေမကြီးွာကိုဒီကနေ့မေလ12ရက်နေ့မနက်အစောပိုင်းမှာဝင်ရောက်စီးနင်းပြီးဒေသခံအမျိုးသား12ဦးကိုနှိပ်စက်တပ်ဖြတ်ပြီးတဲ့နောက်နောက်ထပ်ဒေသခံပြည်သူ10ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ရောလင်းနန်းဖွဲ့ကထုတ်ပြန်ထားပါတယ်ကံကောမျိုးကထွက်လာတဲ့အင်အားတရာခန့်ပါစစ်ကြောင်းဟာဒီကနေ့မနက်2နာရီဝန်းကျင်အချိန်မှာလေမကြီးွာကိုဝင်ရောက်ဆင်းနှင်းပြီးတဲ့နောက်ဒေသခံတွေကိုတပ်ဖြတ်ဖမ်းဆီးသွားတာဖြစ်တယ်လို့ဒေသခံတူကပြောပါရယ် စစ်ကောင်စီတပ်ဖွဲ့ရဲ့တပ်ဖြတ်ခံရသူတွေဟာအသက်73နှစ်အရွယ်မိုင်းဝေအသက်72နှစ်အရွယ်ရှန်ထွန်းအသက်55နှစ်အရွယ်တီဟာလင်အသက်55နှစ်အရွယ်မျိုးတီဟာအသက်24နှစ်အရွယ်ကျော်စန်းခိုင်အသက်23နှစ်အရွယ်တပ်ပိုင်ဦးအသက်39နှစ်အရွယ်အောင်ကြည်မင်းအသက်25နှစ်အရွယ်နေလင်းဦးအသက်28နှစ်အရွယ်ညီလေးနဲ့အသက်28နှစ်အရွယ်ညီလေးအသက်16နှစ်အရွယ်ဂျွန်ကိုဝင်းနဲ့အသက်16နှစ်အရွယ်ကျော်မြတ်သူတို့ဖြစ်တယ်လို့ရောလင်းတန်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာသူတို့ကိုမတက်ဖြတ်မီအပြင်းထန်နှိပ်စက်ခဲ့ပြီးတနက်နေ့ပြစ်ခတ်တာဓာတ်နဲ့ထိုးတက်တာတွေပြုလုပ်သွားတယ်လို့ဒေသခံတူရဲ့ပြောကြားချက်ကိုကိုးကားပြီးရောလင်းတန်းကဆိုပါတယ်။ဝင်းရောက်စီးနှင်းချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဟာဒေသခံပြည်သူ23ဦးကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်23ဦးကိုပြန်လည်လွှတ်ပေးလိုက်ပြီးဆိုပေမဲ့အမျိုးသား9ဦးနဲ့အမျိုးသမီး3ဦးတို့ကိုခလာရ90တပ်ထဲကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ရောလင်းတန်းအဖွဲ့ကကိုပါကောင်းကပြောပါတယ်။ ရွာထဲမနေရကြတော့ဘူးလို့ရောလင်းတဲ့အဖွဲ့ကကိုပါကောင်းကပြောပါတယ်စစ်ကောင်စီတပ်ဟာရောဒေသမှာတယ်လီဖုန်းလိုင်းတွေဖြတ်တောက်ထားပြီးနေ့စဉ်ဒီပါ လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြားထားကြပါတယ်ခင်ဗျာရန်ကုန်မြို့နယ်နှစ်ခုမှာပောက်ကွဲမှုဖြစ်ပွားတဲ့အကြောင်းကိုဆက်လက်ပြောပြပေးပါမယ်ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်နဲ့မြောက်ဒဂုံမြို့နယ်တွေကစစ်ကောင်စီနဲ့တပ်ဆိုင်တဲ့နေရာတွေမှာ မနေ့ကမေလ17ရက်ညပိုင်းကပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရတယ် စမ်းကြောင်းမြို့နယ်မဟာမြိုင်ရဲတာဝင်းတွင်မနေ့ကည7:40မိနစ်ခန့်မှာ Freeland Attack Force FL နဲ့ Anonymous Fighter Force AFF တို့ပူးပေါင်းပြီးလက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ FL ကသတင်းထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုမှာရဲဟိတာတန်းလျာရဲ့ထိတ်ဆုံးအခန်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာကိုပြည်သူတွေရဲ့သတင်းပေးပို့ချက်အရသိရတယ်လို့ FLA ကဆိုပါတယ်။ တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ရန်သူအသေးစိတ်အခြေအနေကိုမိမိတို့အနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ FLA ကထုတ်ပြန်ထားပါဗျ။မဟာမြိုင်ရဲတာဟာစမ်းကြောင်းမြို့နယ်မဟာမြိုင်လမ်းနဲ့ကျွန်းတော်ကြောင်လန်းတောင်မှာတည်ရှိပြီးစမ်းကြောင်းမြို့မှာရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့နေရာဖြစ်တယ်လို့ဒေတာတွင်သတင်းမြစ်တွေကပြောပါဗျ။မနေ့ကညပိုင်းကစမ်းကြောင်းမြို့နယ်မှာပောက်ကွေးတန်ကြားရကြောင်းဒေသခံတွေကလည်းအတည်ပြုထားပြီးထိခိုက်မှုအခြေအနေကိုအသေးစိတ်မသိရသေးဘူးလို့ဆိုကြပါရစေ ဒါပြင်တကုံမြို့တဲ့မြောက်ပိုင်းမြို့နယ်29ရပ်ကွက်ပြည်တော်စုလမ်းမဘေးမှာရှိတဲ့အားကစားခန်းမမှာ တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုမနေ့ကည10နာရီခွဲဝန်းကျင်ကမှာအဝေးထိပ်ပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနေရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးကတပ်ဆွဲနေထိုင်နေပြီးအဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အရှေ့ပိုင်းခရိုင်မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြုလုပ်ခဲ့တာလို့သိရပါဗျ။ တိုက်ခိုက်မှုနှစ်ခုလုံးမှာမျိုးပြပျောက် जा တပ်ဖွဲ့ဝင်ရဲဘော်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးဘေးကင်းရာနေရာကိုရောက်ရှိနေပြီဖြစ်တယ်လို့သတင်းထုတ်ပြန်ထားကြပါတယ်။မနေ့ကမေလ17ရက်နေ့ညပိုင်းကရန်ကုန်မြို့ကမြို့နယ်နှစ်ခုမှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့အပေါ်စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။စစ်ကောင်စီရဲ့တောက်တိုင်မှန်သမျှကိုဆက်လက်တိုက်ခိုက်သွားမယ်လို့မြောက်ကလာပကဖဒူတာဝန်ခံကပြည်သူတွေကိုအတည်ပြုထားပါရယ်။ ရန်ကုန်မြို့မှာမြို့ပြပျောက် जा တပ်ဖွဲ့တွေဟာပြည်သူလူထုနဲ့အတူလှုပ်ဝက်စွာရှိနေဆဲဖြစ်ပြီးစစ်စင်ရေးတွေကြောင်းအများပြည်သူစိတ်နှောက်ရှက်ဖြစ်ရင် နားလည်ခွင့်လွတ်ပေးကြဖို့ Freeland Attacks Force ကပြည်သူတွေကိုမြေတားရက်ခံထားပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်ရုရှားနဲ့အပြစ်ရရေးဆွေးနွေးဖို့ယူကရိန်းအသင်းရှိတယ်လို့ Zelensky ပြောတဲ့သတင်းကိုကြည့်လိုက်အောင်ပါ ရက်30ပြည့်ခတ်ရက်စဲဖို့မော်စကိုကဂရီကိုပြုလိမ့်မယ်လို့မျှော်လင့်ကြောင်းယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကတနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။တိုက်ရိုက်အပြစ်ရက်ဆွေးနွေးပွဲတွေအတွက်ရုရှားနဲ့တွေ့ဆုံဖို့ကီဖ်ကအသင့်ရှိပါကြောင်းလဲဆက်လက်ပြောကြားလိုက်ပါတယ်။ခရမ်လင်မှာကျင်းပတဲ့ညဘက်သတင်းစာရှင်းလင်းပွဲမှာရုရှားသမ္မတဗလာဒီမာပူတင်ကမေလ12ရက်နေ့မှာအစ္စတန်ဘူမှာတွေ့ဆုံဆွေးနွေးကြဖို့ခေါ်ယူလိုက်ပြီးတဲ့နောက်ဇယ်လန်စကီးကအဲ့လိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အပြစ်ရက်ပါမယ်လို့တော့ပြောသွားတာမရှိပါဘူး။ ပြင်သစ် UK ဂျာမနီနဲ့ပိုလန်နိုင်ငံတို့ကခေါင်းဆောင်တွေက Kif ကိုစနေနေ့ကတွားရောက်ခဲ့ပြီးတဲ့နောက် American သမ္မတ Donald Trump ရဲ့ထောက်ခံမှုနဲ့ဒိန်လာနေကစတင်လို့ Ukraine မှာချွင်းချက်မရှိအပြစ်ရဖို့ရုရှားကိုဖိအားပေးခဲ့ပါတယ်။ရုရှားရဲ့ကျူးကျော်မှုဟာ၃နှစ်ကျော်ကြာမြင့်လာခဲ့ပြီးဖြစ်ပြီးပြည်သူထောင်ပေါင်းများစွာဟာလည်းတည်ဆုံးခဲ့ရပြီးဖြစ်ပါတယ်။လူတွေကိုနောက်ထပ်တရက်ကလေးတောင်ဆက်ပြီးတက်ဖြတ်ဖို့ဘာအကြောင်းမှမရှိဘူး။ မေလာ၁၂ရက်နေ့ကစပြီးအပြည့်အဝထာဝရတည်တံပြီးယုံကြည်စိတ်ချရတဲ့အပြည့်ရဲ့စေရေးကိုရုရှားကပြုလုပ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းဘက်ကတွေးဆမှုအတင်းရှိပါတယ်လို့ဇယ်လန်စကီးကလူမှုမီဒီယာပေါ်မှာပြောထားပါတယ်။ရုရှားထံကနေအပြုသဘောဆောင်တဲ့အချက်ပြမှုကို တွင်မြင်ခဲ့ရတယ်လို့ယူကရိန်းကောင်ဆောင်ကရှာရှာပါပါ အကောင်မြင်ပြောကြားခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြစ်ရက်သဘောတူညီမှုရရှိပြီးအပြစ်ရက်ချိုးဖောက်တယ်လို့အပြန်အလှန်ဆွဆွဲခဲ့တဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခန့်တွေကတင်ဆက်ပေးမှာပါ။ နျူကလ িয়ার လက်နက်ပိုင်ရှင်အင်ဂျင်ဆိုင်နိုင်ငံတစ်ခုတို့ဟာအပြည့်အဝပောက်ကွဲရမယ့်စစ်ပွဲကြီးဖြစ်မဲ့အရေးကအနောက်ပြန်ဆုတ်နိုင်ခဲ့ကြတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာအပြီးနိုင်ပိုင်းအတွင်းမှာပဲအပြည့်ရက်စဲရေးကိုချိုးဖောက်တယ်လို့အင်ဂျင်ရနဲ့ပါကစ္စတန်တို့တနင်္ဂနွေနေ့စောပိုင်းကပြန်လည်ဆက်ဆွဲခဲ့ကြပါတယ်အပြစ်ရစဲရီကိုပါကစ္စတန်ကအကြိမ်ကြိမ်ချိုးဖောက်တဲ့အတွက်လက်တော့ပြန်ခဲ့ရတယ်လို့အိန္ဒိယနိုင်ငံသားကြီးအတွင်းဝန်ကပြောပြီး ပါကစ္စတန်ဘက်ကလည်းသူတို့အနေနဲ့ပြစ်ရက်စဲရေကိုဆက်လက်ဆောင်ထင်းလျက်ရှိပြီးအိန္ဒိယရဲ့ချိုးဖောက်တာတွေကိုသူတို့ရဲ့တပ်ဖွဲ့တွေကတာဝန်တိတိထိန်ထိန်တိန်တိန်တုံးပြန်ကင်တွယ်ခဲ့တာလို့ပြောပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသစရီနဂါမှာရှိတဲ့ AFP သတင်းတောက်ကကျေလောင်တဲ့ပောက်ကွဲတံတွေကိုတူကြားခဲ့ရတယ်လို့သတင်းပေးပို့လာပါတယ်။ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသကအကြီးအကဲအရာရှိတအူက အငင်းပွားဒေတာအတွင်းမှာရှိရလက်တွေ့နေဆက်ထိန်းချုပ်မှုမြင် LOC ကိုဖြတ်ကျော်၍အပြန်အလှန်ပြစ်ခတ်တာတွေပြတ်တောင်းပြတ်တောင်းဆက်လက်ဖြစ်ပေါ်နေတယ်လို့ AFP ကို ပြောပါတယ်အသေးစိတ်အချက်အလက်တွေကိုတော့ချက်ချင်းမသိရသေးသလိုတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲပြောဆိုနေရတွေကိုလည်းစီစစ်ဖို့မဖြစ်နိုင်သေးပါဘူးခင်ဗျာတိုက်လီရင်တွေဒုံးကျည်တွေ drone တွေအမြောက်ကြီးတွေနဲ့ရန်နေငယ်အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးတဲ့နောက် ါကစ္စတန်နဲ့အိန္ဒိယတို့အပြေအဝချက်ချင်းပြည့်ရကြဖို့စနစ်နှစ်ကသဘောတူခဲ့ကြတာပါဒီပြစ်ခတ်မှုကြောင့်လူပေါင်း60သေဆုံးခဲ့ရပြီးညဆက်တချောင်းနဲ့နှစ်ပိုင်းကွဲနေပြဲကက်ရှမီးယားဒေသကလူပေါင်းထောင်ချီပြီးနေအိန္ဒိယကိုစွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်ခင်ဗျာအခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မင်းစီမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့မြေလလံတို့ကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စီ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1619.62ကျပ်ပြင်ပပေါင်စီ3403ကျပ် ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2364.38ချက်ပြင်ပပေါင်စဉ်4952ချက်ထိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်63.55ချက်ပြင်ပပေါင်စဉ်133.22ချက်မလေးရှားတမင်ကိကိုစစ်ကောင်စီတတ်မှတ်စဉ်488.32ချက် ပြင်ပပေါင်စီ2029ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စီ58သိန်း1000ကျပ်ပြင်ပပေါင်စီ84သိန်း3000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စီ53သိန်း9325ကျပ်ပြင်ပပေါင်စီ80သိန်းကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရှင်စင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်လီတာကို2435ကျပ်၊ပရီမီယံဒီဇယ်လီတာကို2980ကျပ်၊အော်ဒိန်92လီတာကို2825ကျပ်အော်ဒိန်95လီတာကို2885ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီစင်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6620ကျပ်ပြင်ပပေါက်စေ9500ကျပ်ပေါက်စေရှိပါတယ်။ဖော်ပြပါစင်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြေစီမပရိုင်တိုင်းမြေစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။